အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကတော့ထိုင်းနိုင်ငံပတရားမြို့မှာရှိတဲ့မြမလက်မှုပညာတွေနဲ့ပြည့်နှက်နေတဲ့တစ်သားကျောင်းတော်ကြီးတခုခေါ်သွားမှာဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့ San Jurerio Troop လို့ခေါ်ပါတယ်ဒီနေရာလေးကတော့လက်မှတ်ဝယ်တဲ့နေရာလေးဖြစ်ပါတယ်မြမတွေလည်းရှိတာဖြစ်တဲ့အတွက်အဆင်ပြေပြေနဲ့ဝယ်လို့ရပါတယ်လက်မှတ်ကတော့တခြားသော option တွေမရှိဘူးဆိုလို့ရှိရင်တော့တာမန်ဘတ်900ဖြစ်ပါတယ် မ်းမှတ်ဝယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလမ်းညွန်တိုင်းနေလာရင်ဒီကိုရောက်လာမှာဖြစ်ပါတယ်။ဒီနေရာကတော့ကျောင်းတော်ကြီးကိုတင်လေကမ်းနှစ်ဖူးထိပ်မှာခန္ဓာထဲဝါစွာအပေါ်စီးရနေမြင်ရတဲ့တကယ့်လှပတဲ့ view point ကြီးပဲဖြစ်ပါတယ်။ဒီနေ့လိုတိမ်မထူပဲနဲ့ကောင်းကင်သာပြာလဲ့နေမယ်ဆိုရင်ဒီတဲ့အစာပေါင်းများစွာပူလာမှာဖြစ်ပါတယ်။ဒီတော့ဒီနေရာမှာရှိနေရင်ကနေပြီးတော့ကျွန်တော်တို့လက်မှတ်ပါအတိုင်း group နာမည်ခေါ်မယ်ဆိုလို့ရှိရင်တော့ ဲ့ဒီ group နဲ့ကျွန်တော်တို့ကလိုက်ဝင်ရမှာဖြစ်ပါတယ်။ဒါကြီးကကြတော့အရန်ကိုမှတိတ်ကြရထားတဲ့အစီအစဉ်လို့ပြောလို့ရတယ်ပေါ့နော်။သူတို့ကတော့လူရှင်းစီခြင်းလို့တတုံပြီးတတုံအဲဒီရှင်းပြတဲ့ခိုက်တင်တဲ့လူမျိုးတွဲပြီးတာမှန်ပြီမဲ့တကယ်တမ်းကျတော့အဲ့ဒါကြီးကပို့လို့တော့မှရှုပ်ရှက်ခံပြီးတော့ဟောကြရထားပါတယ်။ဟိုအကြောင်းတော်ကြီးရောက်လို့ရှင်လေလူကြီးကဘယ်သူမှလည်းစကားနားမထောင်တော့ဘဲနဲ့ပို့သွားတည်သွားနေပဲအားလုံးအဖွေကြီးကပျက်စီးကုန်တာပါပဲ။ဒါကတော့ပြုပြင်တင်တဲ့

ချောင်းလေးကိုဖျက်လာခဲ့မှာဆိုရင်တော့ချောင်းတော့ယူမရောက်ခင်ကျွန်တော်တို့အခုလိုပဲပပုယုံလေးကိုဝင်ရောက်လေ့လာရပါတယ်ဒီမှာကတော့ကိုယ့်ရဲ့မြမပပုဆရာကြီးအများကြီးရှိနေတာကိုတွေ့ရမှာပါဒီပပုယုံထဲမှာတော့ချောင်းတော်ကြီးရဲ့ရုပ်လုံးရုပ်ကြွားတွေမကတ်ရသေးခင်အခြေခံ frame ကိုပြသထားပါတယ်ကဲယခုမြင်နေရတာတော့ Sanctuary of Truth ဆိုတဲ့တစ်တာချောင်းတော်ကြီးပဲဖြစ်ပါတယ်ဒီချောင်းတော်ကြီးကို အနီးကပ်မြင်ရလေလေပို့ပြီးတော့အံ့ဩလေလေပို့ပြီးတော့ရုပ်လုံးရုပ်ကြွားတွေနဲ့ရှင်သက်ရှုမုံပဲကောင်းလေလေပဲဖြစ်ပါတယ်။ဘာကြောင့်ကျွန်တော်ကအခုလိုမျိုးခံစားရသလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အင်ဟာကိုဗစ်မတိုင်ခင်အထိပပူရုပ်တွေလက်ခံပြီးတော့ထုပေးတဲ့ဦးလေးရှိခဲ့လို့ပဲဖြစ်ပါတယ်။ဓာတ်ပုံရောဗီဒီယိုလေးတွေရောတည်တည်ချာချာတန်အောင်ရိုက်ချင်တဲ့သူတွေအနေနဲ့တော့အဖွဲ့ကြီးနဲ့ရှောက်မလိုက်ဖ ೇನೆ မိမိတို့ကမိမိတို့မတိမတာလေးပဲ အဲဟိုကြံဒီကြံလေးနဲ့နေခဲ့ပြီးတော့အခုလိုမျိုးပဲလူရှင်တဲ့ချိန်ကိုစောင့်ပြီးတော့ရိုက်ရင်အဆင်ပြေပါတယ်ခင်ဗျာဘတ်900ဝမ်း2000ဆိုတဲ့အင်အားဟာမြန်မာငွေနဲ့တော့တအားကိုများပြားလွန်ပါတယ်ဒါကြောင့်တန်အောင်ရိုက်ရမှာပါ င်သားចောင်းលោកကြီးရဲ့အပြန်လမ်းမှာတော့အခုလိုပဲစင်ကြီးတွေရှိပြီးတော့စင်စည်းလို့လည်းရတယ်လို့အစာကျွေးလို့လည်းရပါသေးတယ်။ယခုလိုဘဘူးရုံလုံးရုပ်ကြွကြီးတွေကိုចောင်းတော်ကြီးမှနေမဟုတ်ဘဲနဲ့အဝင်လမ်းရောအခုအသွားလမ်းမှာပါတော်ထဲမှာဒန္တာကြီးလာနတ်ဘုရားမကြီးတွေနဲ့အခုလိုဒန္တာကြီးဆန်းဆန်းလူတွေကိုခန်းစားရအောင်ပြုလုပ်ထားတာကတကယ့်ကိုမှသဘောကျစရာကောင်းပါတယ်။လေးစားအတူယူခြင်းစရာလည်းကောင်းပါတယ်။ကျွန်တော်ကတော့ ဒီလိုမျိုးဟောဒဏ္ဍာရီဆန်ဆန်မှုတွေကိုအရန်ကြိုက်နှစ်တက်တဲ့လူဖြစ်တဲ့အတွက်ဒီဒေါ်လန်လေးကိုတော့တအားကိုကြိုက်မိပါတယ်ဒီနေ့မိုးရွာတဲ့အတွက်နင်းနေတော့နှမျောစရာဖြစ်ပင်မဲ့လေဒီလိုမိုးရွာတဲ့မှုလေးရပဲပုံပြီးတော့ကောင်းနေသလားတော့မသိဘူးပေါ့နော်တိတ်ကောမတရားလှပပြီးတော့ပင်လယ်ပြင်ကြီးနဲ့ပနံတင့်နေတဲ့ဒီတစ်သားကြောင်းတော်ကြီးကိုလွန်ခဲ့တဲ့၄၅နှစ်ကလေးကလာချင်းခဲ့တာပါအခုတော့အခွင့်အရေးရတဲ့အတွက်လာလိုက်ရပါပြီဒါပေမဲ့လည်းမကျေနပ်သေးဘူးပေါ့နော် နောက်တစ်ခါမြခွင့်ရထရသေးရင်တော့ရွေးနေအောင်ဝစ်ပြီးတော့တည်တည်ချာချာလာရိုက်ပြအောင်ပါပါအားလုံးပဲကြည်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်